မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥက္ကပထမနှစ်ခုစပါးကားရပြပါတယ်ကျွန်တော်ကတော့ဇန်နီကိုဖြစ်ပါတယ်တနင်္ဂနွေဒါသမီများအတွက်28ရက်10လ2025ကနေပြီးတော့3ရက်17လ2025ကြည့်တပတ်စာဟောစရံကကြမအကြောင်းအကျိုးအကောင်းဆုံးများကိုဟောပြောတင်ပြပြခြင်းပါတယ်တနင်္ဂနွေဒါသမီများကြားရောက်လာတဲ့ကကြမနမိတ်ပြာဒီတစ်ပတ်အတော်တက်မှာဆိုလို့ရှိရင်ဒီရက်ပိုင်းမှာ တင်းဝေသားသမီးရဲ့စိတ်ညာလက်ညံကြီးဖြစ်နေလိမ့်မယ်ဟိုစိတ်ထဲမှာပြီးမခံနိုင်တဲ့အေးစားရက်တွေညားနေလိမ့်မယ်တချို့သောအရာလေးဒီမှာအရင်ကဘလောက်ပဲပြီးခံနေပြီးခံနေဒီရက်မှာဟိုစိတ်ကတက်ကနေဆိုတထပြီးပြောနေတာစိတ်ကတက်ကနေဆိုတထပြီးလှုပ်နေတာဒါမျိုးလေးကြီးကြုံနေလိမ့်မယ်ဘယ်လိုမျိုးကြုံနေသလိုရှင်တော့ကိုယ်စိတ်ကိုကိုထိမ့်ပါလို့တော့အကြံပေးခြင်းပါတယ်နေရာတကာမှာစိတ်ညာလက်ညံဖြစ်တဲ့အရာတွေဒီနေရာတကာမှာကိုယ်စိတ်နဲ့စိတ်တိုင်းမကြတိုင်းเนาะ ဒေါသအလျောက်ပြုလုပ်မိမယ်ဆိုလို့ရှိရင်ထို့သို့သောအရာတွေရတဲ့အခက်ခဲပါအခက်ခဲများစွာဖြစ်သွားနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာတွေမှာပြရတယ်ပြရတဲ့အတွက်ကြောင့်ကိုယ်စိတ်ကိုကိုထိမ့်သိမ့်ဖို့အတွက်ကိုအကြံပြုခြင်းပါတယ်အကြံပေးခြင်းပါတယ်ဘာလို့လဲဆိုတော့ဒီတစ်ပတ်မှာတက်နိုင်ဆုံးခေါင်းအေးနဲ့စဉ်းစားပါနော်တပားသူရဲ့အကူအညီတောင်းလာတယ်ဆိုလို့ရှိရင်လည်းထို့အကူအညီကိုကောင်းစွာပေးနိုင်အောင်ကြိုးစားပါနော်အဲ့လိုမှမဟုတ်ဘဲနဲ့သူများအကူအညီတောင်းလာတဲ့အရာတွေတချို့ကိစ္စရက်လေးတွေပါကိုယ်စိတ်နဲ့ မတွေ့တဲ့အရာတွေစိတ်နဲ့စိတ်တိုင်မကြတဲ့အရာတွေကိုအယံကရောစိတ်လိုက်မှပါမတုတ်ပြန်မှုအတွက်ကိုတတိပီအကြံပေးခြင်းပါတယ်နောက်တစ်ခုကဒီရက်ပိုင်းတို့တဲ့မှာလုပ်ငန်းကိုင်ရတဲ့ပတ်သက်လာလို့ရှိရင်အတိုက်ခံလေးတွေဖြစ်တတ်တယ်အတိုက်ခံလေးတွေဖြစ်တတ်တယ်ဒီအတိုက်ခံအတိုက်ခိုက်လေးတွေကိုအယံကရောဒေါသမထွက်ပါနဲ့အယံကရောကိုယ်စိတ်နဲ့ကိုယ်ကိုယ်စိတ်တိုင်းမကြတိုင်းရဲ့ပြဿနာမဖြစ်မိစေဖို့အတွက်ကိုတတိထားဖို့အတွက်အကြံပေးခြင်းပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် အတိုက်ခံတဲ့ပတ်သက်လို့ရှိရင်ကိုယ်တီးခတ်နိုင်မှအဆင်ပြေနိုင်တဲ့အခြေအနေပဲဆံရရှိတယ်เนาะတချို့တော့ကိစ္စရက်လေးတွေကအတိုက်ခံလို့ထင်ရပြီမဲ့ကိုယ်အတိုက်ခံလုပ်တယ်လို့စိတ်ကထင်ရပြီမဲ့သို့တော့တချို့တော့ကိစ္စရက်ဒီမှာမိမိအပေါ်မှာအကြံဉာဏ်ပေးတာတွေဖြစ်ပေါ်တတ်တယ်ဖြစ်နေတတ်တယ်တချို့တော့အရာဒီမှာအတိုက်ခံတွေရဲ့ပေးလာတဲ့အကြံဉာဏ်ကိုအကြံကောင်းဉာဏ်ကောင်းကိုယူပါယူပြီးတော့မိမိရဲ့ဘဝတိုးတက်ဖို့အရေးကိုဆက်လက်ပြီးလုပ်ကင်တင်တယ်ဒီချက်ပို့ပြီးတော့အောင်မြင်မှုအရေးကိုလုပ်ကင်တင်တဲ့အခြေအနေအချင်းခါပိုင်းဆိုင်ရာလေးတွေရှိတယ်ဒီတစ်ပတ်မှာက ဘာတွေဖြစ်နေလဲဆိုလို့ရှိရင်တင်းငွေဒါသမီးတွေကအများနဲ့ပတ်သက်လာလို့ရှိရင်နည်းနည်းဆန့်ကျင်ဘက်ကိစ္စရက်လေးတွေလုံတက်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်။အတွေးခေါ်တွေဆန့်ကျင်နေလိမ့်မယ်။ဒါမှမဟုတ်လို့ရှိရင်လောက်ကင်မှုတီသူများအဖြစ်ဆိုကိုကအမေသူများအညို့ဆိုကိုကအညီ နော်ဒီလိုမျိုးအတွင်းမတူညီတဲ့ကိစ္စရက်တွေညှိနှိုင်းရခတ်တဲ့ပုံစံမျိုးလေးတွေကြုံနေလိမ့်မယ်ဒါကိုညှိနှိုင်းရလွဲအောင်မိမိစိတ်ကိုမပြီးပြင်စေခြင်းနဲ့ဒီလိုမျိုးပြင်လိုက်ခဲ့မယ်ဆိုလို့ရှိရင်အကောင့်ဘက်ကိုဦးစားပေးသွားလိမ့်မယ်အကောင့်ဘက်ကိုရောက်ရှိသွားလိမ့်မယ်ဒီလိုမျိုးရောက်ရှိသွားနိုင်မှသာလေမိမိရဲ့လုပ်ငန်းလေးတွေပို့ပြီးတော့ကောင်းမွန်လာတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရမယ့်အနေထားလေးတွေရှိတယ်အထူးသောကိစ္စဒီမှာလေဒီလိုဒါသမီးတွေလုံးတဲ့အရာတွေမှာဟိုဒဲ့တို့ပြောတာစကားပြောလို့ရှိရင်ရှေ့မကြည့်နောက်မကြည့်ဒဲ့ပြောတာဒါကြောင့်လို့ရှိရင်ကိုယ်စိတ်ထဲထင်ရကို စွပ်ပြောတတ်တဲ့အခြေအနေပိုင်းဆိုင်ရာစိတ်တွေထင်ရကိုစွပ်ပြီးလုပ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာကိုတော့တတိထားဆင်ကျင်ပါနော်တတိထားဆင်ကျင်ဖို့လိုအပ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်ဆန့်ကျင်ဘက်ကိစ္စရက်လေးတွေနဲ့အဲ့လိုစိတ်ကထင်တဲ့အတိုင်းမှာထထပြီးပြောတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရာဒီတစ်ခါမှာဒီနေ့တွေတာဝန်များအတွက်အနောက်ရှက်လေးတွေဖြစ်သွားတတ်တဲ့အခြေအနေလေးတွေကြုံရလိမ့်မယ်ဒါကြောင့်မလို့ဒီရာလေးတွေမဖြစ်စီကိုတတိထားဆင်ကျင်ဖို့လိုအပ်တယ်တခါတလေကြောက်လို့ရှိရင်ကိုယ့်ရဲ့အတွေးခေါ်တွေမှာဆန့်ကျင်ဘက်တီဟိုရီဒီရဲ့အမှန်လို့ထင်နေတာ နော်ကိုကအမှန်လို့ထင်နေတဲ့အရာတွေကိုဒီအရာတွေကိုအယံကရောအတုံးမပြုပါနဲ့သူများနဲ့ဆန့်ကျင်ဘက်လောက်ရတာနည်းနည်းလေးအကန့်လေးတွေလောက်ရတာနည်းနည်းကန့်လန့်လေးတွေလောက်ရတာဝါသနာပါနေလိမ့်မယ်ဒီလိုဝါသနာပါနေရဆိုလို့ရှိရင်ဒီဟာလေးတွေကိုနည်းနည်းလေးဖုံးစိတ်ကိုကိုရှော့ပါလို့တော့အကြံပေးတင်ပါတယ်ဒီလိုမှသာနေမိအတွက်အဆင်ပြေကြကိစ္စရက်လေးကြီးကြုံတွေ့ရပါလိမ့်မယ်တချို့သောနေရာတွေမှာလေတချို့ဟိုပတ်ဝန်းကျင်ကလူတွေ နော်ချုပ်ဘဝင်ကြရလူတွေမိမိအကြံပေးတာကိုလက်ခံနေမှာလက်ခံတယ်ကိုကစေတနာနဲ့ပြောတဲ့စကားစေတနာကနေဝေဒနာဖြစ်သွားတတ်တယ်စေတနာနဲ့ အကြံပေးတဲ့အရာတို့ဒီသူတို့ကိုဒုက္ခပေးတဲ့ထင်ပြီးတော့မိအပေါ်မှာအညှိုးလေးတွေအာဃာတလူတွေဖြစ်သွားတတ်တယ်ဖြစ်သွားတတ်တဲ့ဆိုရတဲ့အတွက်ကြောင့်မလို့ပတ်ဝန်းကျင်ကလူတွေကိုယ်အနေနဲ့မှာရှိတဲ့လူတွေအရန်ခါရောအကြံမပေးမိစေနဲ့ဒီရက်ပိုင်းမှာတူတရီဒါဘူကသူများကိုအကြံပေးတဲ့အရာလေးတွေအကူအညီတော့ခေါင်းများရရှိသွားမလားကိုပေးတဲ့အကြံတွေတွေသူတို့အတွက်အထောက်ပံ့လေးတစ်ခုရရှိမလားဆိုပြီးတော့စေတနာကောင်းတဲ့အကြံပေးမိပါတယ်အဲ့ဒီ အကြံပေးလိုက်မှပဲကိုကိုကိုပြဿနာကိုဖန်တီးတယ်လို့ဖြစ်သွားတဲ့အချိန်ဒီပိုင်းဆံရရတတ်တတ်လို့ဆိုရမှာဖြစ်တယ်။ဒါကြောင့်မို့လို့သူများကိုအကြံပေးတာတွေစန့်ကျင်ဘက်လောက်တာတွေဒါမှမဟုတ်လို့ရှိရင်အကန့်ကိစ္စလေးနော်ဂျစ်ကန်ကန်လောက်တတ်တဲ့အတွေးလေးတွေဒီတစ်ပတ်မှာလျှော့ဖို့လိုတယ်။ဒါကြောင့်လို့ရှိရင်စိတ်ညံလက်ညံလောက်တတ်တဲ့အချိန်လေးတွေအကြောင်းလေးတွေကိုလျှော့ဖို့လိုတယ်။စိတ်ကတက်ကနေဆိုထပ်ထပြီးဖြည့်ရှင်းတတ်တဲ့အချိန် အကျင့်လေးတွေကိုဒီကျမမှာခဏလေးရက်ဆိုင်ပြီးခြင်းတယ်ခဏလေးတီးခံစေခြင်းတယ်ဒီလိုတီးခံမှသာလျှင်မိကကောင်းကျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အမိသားလေးတွေရရှိမှာဖြစ်ပါတယ်ကောင်းကျိုးနဲ့ပတ်သက်လာလို့ရှိရင်ဒီတစ်ခါတော်တယ်မှာမိမိမိသားစုဝင်တော်မှာတွင်မှာတော်လည်းကောင်းပတ်ဝန်းကျင်မှာတော်လည်းကောင်း နော်မင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စအရာလေးတွေမင်္ဂလာနဲ့ပတ်သက်တဲ့တင်းလေးတွေကြားလိမ့်မယ်မင်္ဂလာကိစ္စနဲ့ပတ်သက်တဲ့အရာလေးတွေပြုလုပ်ရလိမ့်မယ်ဘယ်လိုမျိုးပြုလုပ်ခဲ့ရမယ်ဆိုလို့ရှိရင်အရန်ကောင်းတဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံရလိမ့်မယ်ဘယ်လိုကောင်းလာလဲဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ရင်ကောင်းလာမယ်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ကောင်းလာမယ်မင်္ဂလာနဲ့ပတ်သက်တဲ့အရာလေးတွေကြုံရတယ်ဆိုလို့ရှိရင်ဒီမင်္ဂလာသတင်းတွေကြားရတယ်ဆိုလို့ရှိရင်ပုံမှုပြီးတော့အဆင်ပြေချောမွေ့လာတဲ့ကိစ္စရက်လေးတွေကြုံရတတ်တဲ့အနေထားလေးတွေရှိတယ်တချို့တော့အရာဒီမှာတတိထားဖို့အရေးကတော့ဘာလဲဆိုလို့ရှိရင်ဘဝဝင်ကျင်ကပေးတဲ့အကြံဉာဏ် ပတ်ဝန်းကျင်ကပြောလာတဲ့အခါကိုဒီဘက်နားထဲမှာရှင်ဒီဘက်နားထဲမှာပဲထားဗဇက်ကပြန်မထုတ်နဲ့ဒါကိုတော့သတိထားဖို့တော့အကြံပေးချင်ပါတယ်စိတ်အေးလက်အေးနဲ့လောက်ကင်ဆောင်ရွက်မယ်ဆိုလို့ရှင်လောက်ကင်တများအရာတို့အဆင်ပြေလာနိုင်တဲ့အခြေအနေပဲဆိုင်ရာတွေရှိတယ်အဲဒီဒီဘက်မှာစိတ်ပူလာတို့စိတ်ညံ့လာတို့မဖြစ်စေချင်ဘူးဖြေလို့ရှင်တော့အခက်ခဲတိုင်းဆိုင်ရာပို့ပြီးတော့များသွားနိုင်တဲ့အနေအထားလေးတွေရှိတယ်နော် ကိုယ်စိတ်ထဲမှာအယံကရောပူပင်နေတဲ့အရာတွေစိတ်ပူပင်နေတဲ့အရာတွေအယံမထားပါနဲ့ကိုယ်စိတ်ကိုကိုအေးချမ်းရောအယံသာမိမိစိတ်အေးချမ်းနေလေလေဒီတော့မှအဆင်ပြေမှုဖြစ်လေလေပဲလို့ဆိုရမှာဖြစ်တယ်နော်တခါကြောက်လို့ရှိရင်ねဟိုမိသားစုဝင်နဲ့ပတ်သက်တဲ့ကိစ္စနော်ညီကိုမောင်နှမတွေနဲ့ပတ်သက်တဲ့ကိစ္စအောက်လက်ငယ်သားသားသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စရက်ဒီမှာသူတို့မတရားဆွဆွဲခံရတာတွေကိုကကာကွယ်ခြင်းစိတ်နဲ့နော်သူတို့ရဲ့မှန်ကန်မှာကြောင့်မှန်တဲ့ဘက်ကိုရက်တည်ခြင်းစိတ်နဲ့အယံကာရောမတုတ်ပြန်မှုစီဘူးတော့ အတိပေးကြပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တုံ့ပြန်မိတဲ့အရာတို့ဒီအထင်လွဲခြင်းအထင်မှားခြင်းမိမိကကဘာသူကိုအထင်လွဲခြင်းအထင်မှားခြင်းဒီပုံစံမျိုးတွေဖြစ်သွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီကျမမှာတွေ့ရတယ်။ဒါမျိုးလေးတွေဖြစ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဒီဘက်မှာရှိတယ်နော်။တတ်နိုင်လို့ရှိရင်ပတ်ဝန်းကျင်နဲ့အပေးအပေးယူမျှအောင်နိဟိုလူတွေနဲ့အပေးယူမျှနိုင်အောင်မိမိကိုမမိစင်ကျင်နေထိုင်နိုင်မှုအတွက်ကိုတော့အတက်နိုင်ဆုံးပြီးခန့်နေထိုင်မှုအကြံပြုခေါ်ကြခြင်းပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီဘက်မှာ ကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေဆက်လက်ပြီးဟောကြားပေးကြပါတယ်။ဒီနေ့ဦးလေးသားသမီးများဒီဘက်မှာကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်ခြေထောက်နာတာတို့လက်ပြင်အောက်တာတို့လက်တွေနာနေတာတို့ဒါမျိုးလေးတွေတော့ခံစားရတဲ့အခြေအနေလေးဆိုင်ရာရှိတယ်။မကြာခဏစိတ်ညံလက်ညံဖြစ်တဲ့တက်တဲ့အတွက်ကြောင့်မလို့နေနှလုံးဘက်ကထောက်တာနှလုံးမိုးတာနော်မူးတာမိုးတာမျိုးလေး ဒီဘက်မှာခံစားတတ်တယ်ခံစားရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရနိုင်တယ်ဒါလေးတွေအတမ်းမကြီးနဲ့ပတ်သက်လို့ရှိရင်ဒီလောက်ပဲရှိတယ်ဒါပေမဲ့အစိုးရကြီးလားလို့မေးလို့ရှိရင်ဒါအစိုးရကြီးတော့မဟုတ်ပါဘူးမကြခင်မှာဒီကျမ်းမာကြီးနဲ့ပတ်သက်တဲ့အခိုင်အညံ့လေးတွေမကြခင်မှာပြန်ကောက်သွားပါလိမ့်မယ်အပ္ပိကကိစ္စရက်လေးတွေပဲခေတ္တခဏဖြစ်တဲ့ကျမ်းမာကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေပဲလို့ဆိုရမှာဖြစ်တယ်အိမ်ဆောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေကိုဆက်ပြီးဟောကြားပေးရမယ်ဆိုလို့ရှိရင်ဟိုအိမ်ဆောင်တဲ့ညာကစားသူတွေဒါမှမဟုတ်လို့ရှိရင်အိမ်ဆောင်ကြီးနဲ့ပတ်သက်ပြီးတော့ တတိတာသာသမီမရသေးတဲ့သူတွေဆိုလို့ရှိရင်အဲ့ဒီဒီဘက်မှာသာသမီယန္တနာနဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေရလာတတ်တယ်။သာသမီနဲ့ပတ်သက်တဲ့စိတ်ချမ်းသာစရာကိစ္စရက်လေးတွေရရှိလာတတ်တယ်။အဝေးအရက်ကနေပြီးတော့မိသားသမီတော်၎င်းစိတ်မျိုးတော်၎င်းညီကိုမောင်နှမတော်၎င်းမိမိအိမ်ကိုပြန်လဲရောက်ရှိလာတဲ့အချိန်ပိုင်းဆိုင်ရာတွေဒီဘက်မှာကြုံတွေ့ရတတ်တဲ့အနေအထားလေးတွေရှိတယ်။ကျမကြီးနဲ့ပတ်သက်လာလို့ရှိရင်အရင်ကညံ့ခဲ့တဲ့အရာတွေအခုအချိန်ကမှအကောင်းဆုံးပြန်ဖြစ်သွားလိမ့်မယ်။နော်အညံ့လေးတွေပျောက်ပြီးတော့အကောင်းလေးတွေပြန်ဖြစ်ပြီးတော့ထူထူထောင်ထောင်ပြန်လဲဖြစ်ပေါ်လာနိုင်တဲ့အချိန်ပိုင်းဆိုင်ရာလေးတွေ ်ကြုံရနိုင်တဲ့အတိုင်းတာလေးတွေရှိတယ်ဒီလိုမျိုးလေးတွေလည်းကြုံရနိုင်နိုင်လိမ့်မယ်နော်နောက်ပြီးတော့အချစ်ရည်နဲ့ပတ်သက်တဲ့ကိစ္စရက်လေးတွေအနေနဲ့ဟောကြားပေးကြပါတယ်အချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်ねဒီတစ်ပတ်အတော်အတွင်းပါဗောနော်မိမိချစ်သူကိုမိမိချစ်သူကိုမကောင်းပြောတာဒီလေးတွေတရင်ကြလာလိမ့်မယ် နော်မိမိจิตသူကဟိုလိုဒီလိုတွေမဟုတ်တန်ကြီးပြောတဲ့သတင်းတွေကြားလာပြီးတော့ထဖြည့်ရှင်းရတဲ့ပုံစံပြဿနာထတတ်ရတဲ့ပုံစံအချစ်ကြီးအတွက်ကြောင့်အပေါင်းအသင်းတွေငယ်ချင်းတွေကြားမှာပြဿနာတက်လိမ့်မယ်အချစ်ကြီးရဲ့အတွက်ကြောင့်ညီကိုမောင်မကြီးကြားမှာပြဿနာတက်လိမ့်မယ်လောက်ပေါ်ကင်ဘတ်တွေနဲ့ပြဿနာလေးတွေရင်ဆိုင်ရတတ်တယ်နော်ပြဿနာလေးတွေရင်ဆိုင်ရတတ်တယ်ဘာကြောင့်လဲဆိုလို့ချင်းမိမိจิตသူအပေါ်မှာတစ်ဖက်တစ်ဖက်ကအထင်လွဲတာအထင်မှားတာတွေဖြစ်နေတဲ့အရာတွေမှာကိုယ်စိတ်ကပြီးမခံနိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်တတ်တဲ့အချိန်ဒီပိုင်းဆိုင်ရအောင်လို့ဆိုအောင်ပါဖြစ်တယ်ဒီလိုမဖြစ်အောင်လို့လေကိုယ်စိတ်ကိုကိုဆင်ကျင်ပါလို့ပဲအကြံပြု ဟောကြားခြင်းပါတယ်အကြံပေးခြင်းပါတယ်เนาะဒါပြီးသွားလို့ရှိရင်ကျွန်တော်ဒီတပတ်တာတော်တွေမှာအញ្ញံအခိုက်လေးတွေရော့ပြီးတော့ကောင်းကျိုးလေးတွေရရှိဖို့အတွက်ကောင်းကျိုးနဲ့ပတ်သက်တဲ့အရာလေးတွေရရှိဖို့အတွက်ကိုရေရာနဲ့ပတ်သက်တဲ့အရာလေးတွေပေးခြင်းပါတယ်ရေရာနဲ့ပတ်သက်လို့ရှိရင်နေเนาะဒီတစ်ပတ်မှာမိမိရဲ့အိမ်ပတ်ဝန်းကျင်မှာခရီးသွားနေရင်တော့လကောက်ဒါမှမဟုတ်လို့ရှိရင်လမ်းသွားလမ်းလာရင်တော့လကောက်သွားနေတဲ့လူတော့ ဖဏတ်မပါတဲ့သူတွေတွေ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်ဖဏတ်လေးတွေဝယ်တဲ့ဝယ်ပြီးတော့လှူဒန်းပေးပါနော်ဖဏတ်နဲ့ပတ်သက်တဲ့အရာလေးတွေလှူဒန်းပေးပါတချို့ဆိုလို့ရှိရင်လမ်းသွိုင်းရင်းနဲ့လမ်းစည်းပြတ်တာတို့ခရီးစည်းပြတ်တာတို့ခက်တတ်တာတွေတွေ့လိမ့်မယ်ဒီလိုတွေ့ရဆိုလို့ရှိရင်ဒီအရာလေးတွေကိုတတ်နိုင်ဆုံးအနေချင်းလေးကိုဒါနာပြုပြီးပါဒါဆိုလို့ရှိရင်မိမိရဲ့ကံကြမ္မာအညံ့လေးတွေရော့ပြီးတော့အကောင့်လေးတွေရရှိလာမှာဖြစ်ပါတယ်တနင်္ဂနွေနေ့တာသမီများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့မေတ္တာပို့တာပို့တာရင်းနဲ့ တရင်္ဂလိပ်သားသမီးများအတွက်တပတ်စာ host တန်းပြီးများပါတယ်ရက်နာဝင်ပြုပါအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြပါ